်အင်္ဂလိပ်စာဆိုရင်ကောင်းမှုအတွက်ဒီနေ့ကိုဆရာနဲ့အတူဟဲ့လို server တော်တော်လေးတွေလိုက်ပြီးရေးပါဒီခါလေးဆရာလေးတွေလည်းပါတာပေါ့နော်ဒီစာကြောင်းလေးတွေအင်္ဂလိပ်လိုဘာသာပြန်ခြင်းအဖြစ် vocabulary အသစ်နဲ့ရေးဟန်သစ်တွေစုဆောင်းပြီးလာမှာဖြစ်တယ်ဒီနေ့ server ကတော့ဆရာလည်းနာရေးတိုင်းရေးနေရတဲ့ပုံစံမျိုးတော့ပါနည်းနည်းလွယ်တဲ့ပုံစံလေးဒါပေမဲ့ meaning မသိလို့ကြော်ရတာလေးလည်းရှိရင်ရှိမှာပေါ့ခါလာဖတ်ပြမယ်ငါကစာမှုဘက်မှာခိုးချဖို့တခါကြိုးစားဘူးရဲ့ခိုးချတာမသိဘူးလားမသိရင်တော့မှတ်အောင်မယ်ငါလက်ထက်မှာ server တတိလေးကိုဖွက်ထားပြီးတော့အဖြေတွေကိုကူးခဲ့တယ်ဒါပေမဲ့ဆရာမကငါ့ကိုမြင်သွားခဲ့တယ်ငါအကြောင်းရင်းပြီးတော့ shut down လို့ ခံစားခဲ့ရတယ်တဲ့အဲ့တော့အဲ့ဒီနေရာစပြီးတော့ခိုးချခြင်းကမှားတယ်ဆိုတာကိုငါတင်ယူခဲ့ရပါတယ်ဆိုရင်အမြင်မှန်ရတဲ့စာပိုင်ကလစ်ပါဒါကိုယ့်ရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ပြန်ပြောပြတဲ့အဲစာပိုင်မျိုးလေးအဲ့လိုနေသားမျိုးအိခိလိုရေးချမယ်အတိတ်ဖြစ်တဲ့တရား value တွေကိုတောင်းရမယ်ပေါ့နော်။ဒါ value တွေလည်းရသွားမှာပေါ့။အဲဒါဒီနေ့မှ ဆရာမြင်တဲ့ဆရာလန်နာများဆိုရင်တော့ဒီဗီဒီယိုလေးကိုတစ်ချက်လောက်ကြည့်ပြီးတဲ့ခါကျရင်ဒီလိုအင်္ဂလိပ်စာကိုနေတိုင်းလေ့ကျင့်နေဆိုရင်ဆရာရဲ့အခြေခံအရင်ခိုင်အောင်လို့ဟိုအင်္ဂလိပ်မဟုတ်ရင်ဇာတ်တိုက်သွားနေဂျားပေါက်ပြောတဲ့ဟာကြီးနားမလည်ပါဆိုလို့လေအခြေခံခိုင်သွားအောင်ဆိုရင်ဒီအင်္ဂလိပ်စာ YouTube မှာပဲဆရာ YouTube Facebook တက်တော့မှာတင်ထားပေးရဲအင်္ဂလိပ်စာအောက်အောက်သက်ကြည့်ဖို့ရ30ဆွဲစီးရီးလေးကို day 1နဲ့စပြီးကြည့်လိုက်ပါအဲ day 30အထိကြည့်ပြီးပါရင်သဘောတရားနောက်တော့ဆရာဘာကိုပြောရဲဆိုရင်ဘာလဲဆိုတော့တန်းသိလိမ့်မယ်အဲ day 30ကိုအောင်ကြည့်ပြီးတော့ဒီလိုဗီဒီယိုတွေကိုတနေ့ကိုပုံစံနဲ့လိုက်ပြီးတော့ရေးလိုက်ပါဆရာနေတိုင်းရေးနေရလန်နာများတော့ ဗီဒီယိုလေးရက်ပြီးတော့ရေးလို့ရပြီ။ကဲဆရာတော့ပြောပြ။ဂါကဆိုတော့အိုင်ပေါ့။ subject ပြင်ပေးသွားတယ်ဆိုရင် verb ကိုသွားမယ်နော်။ဘာလို့ခက်လဲ။ကြိုးစားတယ်။ကြိုးစားခဲ့ဆိုတော့အတိတ်ဆိုတော့ tried i'm trying ဘာလို့ကိုကြိုးစားလဲ။ခိုးချဖို့ကြိုးစားရဲဆိုတော့ဖို့ရန်ဆို to ခိုးချတာလည်းလို့ခေါ်တယ်ဆိုရင် cheat လို့ခေါ်တယ်။ cheat ဆိုတာလိန်ညာတာလှည့်စားတာလှည့်ပြားတာ။ဖောက်ပြန်တဲ့အထိ cheat ကိုသုံးလို့ရတယ်။ဒါမယုံမသားလောက်တာပေါ့နော်။အဲ့တော့ i'm trying to cheat ပမာလဲစာမွေးပွဲမှာဆိုတော့ in အဲစာမွေးပွဲတစ်ခုပဲတုံးလာတယ်ပေါ့နော်စာမွေးတိုင်းခုချောက်လည်းမဟုတ်သေးဘူးပေါ့ in a in an exam ပေါ့နော်ဒီမှာ exam မှာအအအလိုအပ်တယ်ထွက်တယ်အ s အတန်ထွက်တယ်အအတန်ထွက်တယ်ပေါ့ e နဲ့မဆိုင်ဘူး a ရယူနဲ့မဆိုင်ဘူးဥပမာဖြစ်ဆိုရင်အ a ရယူနဲ့မဆိုင်ဘဲနဲ့ဟိုအအတန်နဲ့စာရင် an ဆရာကြီးလည်းရှိတယ်ဥပမာ fm radio တစ်လုံးဆိုပါစို့ fm radio တစ်လုံးဆိုရင်ဆရာက a မသုံးဘဲနဲ့အဲဒါဆိုရင် an တော့ရတယ်ဘာကြောင့် an တော့ရလဲဆိုတော့ f A ရရင်ဒီမှာမပါပြင်မဲ့ F ဆိုတဲ့အတန်ပါရင် and ထည့်ရမယ်ဆိုတော့ vowel တရရဲ့အလုံးကိုကြည့်ရမှာပေါ့ကွတရတန် vowel sound ကိုကြည့်ရဖြစ်တယ်အဲ့တော့ exam ဒီအတန်ဆိုတော့ and ထည့်လိုက်တယ်အဲ့တော့ i'm trying to cheat in an exam ငါလက်ထဲမှာလဲ saturday လေးကိုဖတ်ခဲ့ပြီး subject ငါဒီဆို i ပေါ့ subject ပြင်ဖတ်ကိုသွားမယ်ဖတ်ခဲ့တယ်တဲ့ဖတ်တာရင်းလို့ဘယ်လိုခေါ်လဲဆိုရင် hide hide လို့ခေါ်တယ်ဒါ verb 1အတိတ်ဆိုရင်ပိုတော့ငယ်တည်းရဲ့ e လေးကိုဖြုတ်လိုက် hit ဒါ verb 2ဖြစ်သွားအောင် i hate အောက်ဖတ်ခဲ့လဲ saturday လေးကိုဖတ်ခဲ့တယ်ဆိုတော့ a small paper ပေါ့ uh, subject verb object ဖွက်ခဲ့တယ်ဟာနေရာလာဒီနားမှာဖွက်ခဲ့ရတယ်ငါလက်ထဲမှာဆို in my hand in my hand ပြီးတော့ဆို and အဖြေတွေကိုကူးခဲ့တယ်ကူးရဲဆိုတော့ဘက်ကနေစရေးမယ်ကိုးတာ copy copy သူ့လည်းဘာတူးပြောင်းမယ်ဆိုတော့ y o i ပြောင်းမယ် e d ထည့်လိုက်မယ် copy ဘာကူးခဲ့လဲအဖြေတွေကိုအဖြေတွေကတော့တိကျရဲတခြားအဖြေမဟုတ်ဘူးခုနကခိုးချရဲစာပဲကလေးပေါ်အဖြေဆိုတော့ဒယ်ထည့်လိုက်ပြီးတော့ a n s w e r s ပေါ့ဒီ answer ဖြစ်သွားပြီအာအတန်နဲ့ဆိုရင်ဒီဒယ်ကိုလည်းဒီပြောင်းပြောင်းပြီးဖတ်ရတယ် I'll be the answer bad ဒါပေမဲ့ဆရာမကဟောမြင်သွားခဲ့တယ်ဆရာမ the teacher ကန်ဆိုးပြီပေါ့နော်မြင်သွားခဲ့တယ်ဆိုတော့ see but do ဆိုရင်တော့ saw ငါကိုဆို me ဆရာမကမြင်သွားပြီငါကကြောက်ရင်ပြီးတော့ငါကအဲ့ကြမှာကြောက်ပြီး အစကြခိုးချပြီဆိုကြမယုံမသားလုပ်ရင်သူကကြောက်ကိုကြောက်နေရပဲအဲ့တော့မယုံသားရမှုကိုတက်လာတော့ရှောင်းဟမှာပေါ့နော်ဆက်လာလာဟုတ်လားမယုံမသားလုပ်ပြီဆိုရင်ကြောက်တာကိုစပြီးခန်းစားမှာပဲအဲ့ကြောက်ရင်တော့လည်းဘယ်လိုခေါ်လဲဆိုရင် scale လို့ခေါ်တယ်ဒါပေမဲ့ adjective ဖြစ်တယ်ဒါဘာတူးမဟုတ်တော့ easy နဲ့ဆုံးတယ်ကြောက်ရင်တော့တော့ဒီဖြစ်အောင် ms ထည့်ရမယ်အတိတ်ဆိုရင် was ဆိုရဆရာပဲဒါအတိတ်ဆိုတော့ was သုံးလိုက်မယ် i was ဆိုရမှာဆိုရင် was နဲ့သုံးတယ် i was scale ငါကြောက်ရင်လည်း be တော့ဆိုတော့ and ရှက်တာကိုလည်းခံစားခဲ့ရတယ်ဟုတ်ပြီခံစားခဲ့ရတယ်ခံစားတော့ရေးမယ် FELV ဆိုတာ sorry FELV ဒါခံစားသည် number 1ဘာလို့ဆိုရင် FELD felt လို့ခေါ်တယ် I felt ဘာကိုခံစားလဲရှက်တာကိုခံစားရဲဆိုတော့ရှက်တာကို ashamed လို့ခေါ်တယ်ဒါ adjective ရှက်ရွံ့သော felt နဲ့ပေါင်းတော့ခံစားခဲ့ရသည်ပေါ့ရှက်ရွံ့တာကိုခံစားခဲ့ရပါတယ်ခိုးချခြင်းကမှားတယ်ဆိုတာငါသိယူခဲ့ရတယ်ဘာလို့သိနေတာလဲငါသိယူရတယ်ဆိုရယ် self ကြတယ်စာမယ် i ဆက်ပြီး verb ကိုသွားမယ် tin ရတယ် l a r n e d land ဆိုတာဆိုတာလည်းအင်္ဂလိပ်လို that လို့ခေါ်တယ်မှတ်ထားလိုက်အောင် lo who do ဆိုတာကိုထိုးအဲ့လိုအဓိပ္ပာယ်ထွက်တယ်တက I land that ငါသင်ခဲ့တယ်ဘာကိုသင်ခဲ့ရလဲခိုးချခြင်းကမှားတယ်ခိုးချခြင်းဆိုတာ cheating is wrong ဘာဖြစ် is ထဲရလဲ wrong ဒီ adjective ဖြစ်တယ်မှားရင်တော့တော့ဒီဖြစ်အောင် is ထဲလိုက်ရတယ်ဘာဖြစ်လို့ was မသုံးတာလဲခိုးချခြင်းကအများနဲ့တစ်လောကလုံးတစ်သက်လုံးမှားနေမယ်ကိစ္စအမှန်တရားဖြစ်တော့ MSR နဲ့ပဲသုံးရပေါ့အဲ့တော့ခိုးချခြင်းမှားရဆိုတော့ငါသင်ခဲ့ရပါတယ်ချက်ပြန်ချအောင် I'm trying to cheat in an exam I hid a small paper in my hand and copied the answer. But the teacher saw me. I was scared and felt ashamed. I learned that cheating is wrong. Okay. ဒါဆိုရင်ဒီနေ့မှာဆိုရင်လေဒီအတွေ့အကြုံလေးနဲ့ပတ်သက်ပြီးတော့ vocabulary လေးအချို့စုစားမိတာဖြစ်ပါတယ် vocabulary ကိုဒီတိုင်းချက်တာထက်ဆိုင်တယ်ခုလိုစာပိုက်ကလေးနဲ့မှတ်တာဆရာရဲ့နေနာယူတာအများကြီးကြိုးရှိစေမှာပါအဲ့တော့ဒီတိုင်းအပြတ်မကွက်စူးစမ်းလေ့ကျင့်ကြပါဖိုင်တယ်